လာမယ့်2018-2018ပတ်နာနဲ့မှာနိုင်ငံရဲ့ GDP ကို900ခန်းတို့တိုးတက်ရန်နဲ့လူထုအချင်းစီရဲ့စုစုပေါင်းထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုးပါကက်ပီတာ GDP ကို78သိန်းကျော်ရရှိဖို့မျှော်မှန်းထားတယ်လို့အစိုးရသည်ရဲ့ပထမဆုံးအမျိုးသားစီမံကိန်းမျှော်မှန်းချက်မှာထည့်သွင်းထားတယ်လို့သိရပါတယ်။ အစိုးရတလက်ထက်မှာပထမဆုံးရေးဆွဲထားတဲ့2019-2018ဘဏ္ဍာနဲ့အမျိုးသားစီမံကိန်းကိုပြည်အောင်စုလွှတ်တော်သို့မတင်သွင်းမီခြားပြညီနိုင်ပြီးတော့စီမံကိန်းကော်မရှင်မှအတည်ပြုချက်ရယူဖို့အစည်းအဝေးတရက်ကို January 9ရက်နေ့ကနိုင်ငံတော်သမ္မတအိမ်တော်ပြည်အောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမှာကျင်းပခဲ့ပြီးအမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်သမ္မတဦးထင်ကျော်တက်ရောက်အမှာစကားပြောကြားခဲ့လို့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။ တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내အစိုးရအဖွဲ့တွေအနေနဲ့မိမိတို့ရဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내ဒေသန္တရစီမံကိန်းတွေကိုပြည်အောင်စုအစိုးရကချမှတ်ထားတဲ့မူဝါဒတွေနဲ့လိုင်လျောညီထွေရှိမဲ့ဒေသန္တရစီမံကိန်းတွေဖြစ်စေဖို့အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်းအခု2016-2019ဘဏ္ဍာနှစ်မှာပထမ6လပတ်အတွင်းစီးပွားရေးတိုးတက်မှုနှေးကွေးခဲ့မှုကိုအားလုံးအသိဖြစ်ပါကြောင်း အထူးသဖြင့်လေယာသီးနှံတွေအထွက်ကြဆင်းခြင်း၊ပုဂုံစင်းနှုံတွေကြဆင်းခြင်း၊နိုင်ငံခြားယင်းနှိမ့်နှံမှုစီးဝင်မှုနှေးကွေးခြင်းတွေဟာအကြီးအကဲအကြောင်းရင်းတွေဖြစ်ခဲ့လို့သမ္မတဦးထင်ကျော်ကထည့်သွင်းပြောကြားခဲ့လို့သိရပါဗျ။ ဒါအပြင်ကမ္ဘာနိုင်ငံတွေမှာဖြစ်ပေါ်ပြောင်းလဲလျက်ရှိတဲ့နိုင်ငံရေးစီးပွားရေးကိရတီဟာလည်းမိမိတို့နိုင်ငံရေးစီးပွားရေးကိုအနည်းနဲ့အများဆိုသလိုရိုက်ခတ်လျက်ရှိပါကြောင်း2016 2019ပတ်နာနှစ်မှာနှစ်ကုန်ခံမှန်းခြေအရ9.8%ကိုတိုးတက်မယ်လို့ခန့်မှန်းပါကြောင်းဒါကြောင့်လာမယ့်နှစ်2019-2018ပတ်နာနှစ်အမျိုးသားစီမံကိန်းမှာအဓိကအဖြစ်နိုင်ငံရေး GDP ကို900ကိုတိုးထပ်ဖို့နဲ့လူတူဦးချင်းစီရဲ့စုစုပေါင်းထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုးပါကက်ပီတာ GDP ကို78သိန်းကျော်ရရှိဖို့မျှော်မှန်းထားတာကိုတွေးရှိရတယ်လို့လဲ ယ်သမရဦးထင်ကျော်ကထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။စီမံကိန်းတွေရေးဆွဲရမှာပြည်သူတွေအတွက်လက်တလောလိုအပ်ချက်နဲ့တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး sustainable development အတွက်လိုအပ်ချက်အပိုင်းတစ်ပိုင်းခွဲခြားရှုမြင်ပြီးဆောင်ရွက်ကြရမှာဖြစ်ကြောင်းနဲ့2018-2018ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မဲ့လုပ်ငန်းစီမံကိန်းတွေကိုလည်းပြည့်မြောက်နိုင်စွမ်းရှိမရှိစီးပွားရေးအရတွက်ခြေကိမှုရှိမရှိပြည်သူတွေအတွက်အကျိုးရှိမရှိဒေသဖွံ့ဖြိုးရေးကိုအထောက်အကူပြုမပြု ပဝန်းကျင်ကိုထိခိုက်မှုရှိမရှိဆရာတွေကိုဗတ်ဆောင်လေးလာဆန်းစစ်ဖို့လိုအပ်တဲ့အပြင်ပြည်အောင်စုအစိုးရရဲ့သဘောတူခွင့်ပြုချက်အရဆောင်ရွက်တဲ့လုပ်ငန်းစီမံကိန်းတွေဖြစ်ဖို့လိုအပ်တယ်လို့လည်းသမရဦးထင်ကျော်ကထည့်သွင်းပြောကြားခဲ့လို့သိရပါဗျ။အဲဒီနောက်အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်းအမြံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကအမှားစကားဆက်လက်ပြောကြားရမှာတော့ ်မိမိတို့ရဲ့အမျိုးသားစီမံကိန်းတွေဟာပြည်အောင်စုကြီးတစ်ခုလုံးရဲ့ရေရှည်ရေတို့အကျိုးအတွက်ထိထိရောက်ရောက်မှန်မှန်ကန်ကန်အကောင့်ထဲဖော်နိုင်တဲ့စီမံကိန်းတွေဖြစ်ဖို့လိုအပ်ပါကြောင်းစီမံကိန်းရွေးဆွဲရမှာမှန်ကန်မှုတိကျမှုရှိရမှာဖြစ်ပြီးပြုလွယ်ပြောင်းလဲနိုင်တဲ့အနေအထားရှိဖို့လိုကြောင်းနောက်ဆုံးအဆင့်မှာအမျိုးသားစီမံကိန်းတွေကိုလွှတ်တော်သို့တင်ပြရမှာဖြစ်လို့အခုကိစ္စနဲ့ပတ်သက်ပြီးမိမိတို့အစိုးရအဖွဲ့အနေနဲ့အင်မတန်မှသတိပြုဖို့လိုအပ်ပါကြောင်း သဘောတူညီချက်ရမှာအကောင့်အထည်ဖော်နိုင်မှာဖြစ်ကြောင်းလွှတ်တော်ရဲ့တာဝန်ဟာမိမိတို့ရဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိုလိုအပ်သလိုညှိနှိုင်းပြီးထိန်းကိုသွားဖို့ဖြစ်သလိုမိမိတို့ကလည်းလွှတ်တော်ကိုအပြန်အလှန်ထိန်းချောက်တဲ့စနစ်ကိုသုံးနေကြောင်းမိမိတို့အနေနဲ့လွှတ်တော်တို့တင်ပြတဲ့အခါမှာလွှတ်တော်ကိုယ်စားလှယ်တွေမေးမဲ့မေးခွန်းတွေကိုကြိုတင်ခန့်မှန်းထားဖို့လိုပြီးဒါမှသာလွှတ်တော်တို့တင်ပြတဲ့အခါမိမိတို့စီမံကိန်းတွေအတွက်လွှတ်တော်ရဲ့သဘောတူညီမှုရရှိမှာဖြစ်ကြောင်းဆက်သဖြင့်ထည့်သွင်းပြောကြားခဲ့ရလို့သိရပါတယ် အိမ်နောက်အစည်းအဝေးသို့တက်ရောက်လာကြတဲ့ပြည်တော်စုဝင်ကြီးတွေနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ဝင်ကြီးချုပ်တွေက2019-2018ဘဏ္ဍာနဲ့အမျိုးသားစီမံကိန်းဥပဒေမူကြမ်းပါဒေသအလိုက်စီမံကိန်းရေးဆွဲဆောင်ရွက်မှုနဲ့အကောင့်အထည်ပေါ်မဲ့လုပ်ငန်းစဉ်တွေကိုရှင်းလင်းတင်ပြကြတဲ့ပုံနိုင်ငံတော်သမ္မတဦးတင်ကျော်က စီမံကိန်းတွေဆောင်ရွက်ရမှာနိုင်ငံတော်ကိုအကျိုးပြုတဲ့စီမံကိန်းတွေဖြစ်ဖို့အရေးကြီးသလိုရခင်ဆောင်ရွက်ခဲ့တဲ့စီမံကိန်းတွေနဲ့အကျိုးမဖြစ်ထွန်းတဲ့စီမံကိန်းတွေကိုတက်နိုင်သမျှစောလင်စွာမြည်သို့ဆောင်ရွက်သွားမယ်ဆိုတာကိုမူလရည်မှန်းချက်မှာပါရှိပြီးအဲ့ဒီစီမံကိန်းတွေကိုဘလို့လျှော့ချသွားမယ်ဖျက်သိမ်းသွားမယ်လက်တွဲသွားမယ်ဆိုတာကိုအလေးပေးစဉ်းစားကြစေတယ်လို့ပြန်လည်ရှင်းလင်းပြောကြားခဲ့လို့သိရပါတယ်အစီအဝေးတို့ဒုတိယသမ္မတတွေဖြစ်ကြတဲ့ဥမြင့်ဆွေနဲ့ဥဟင်နရီဗန်ချီယူတို့တက်ရောက်ခဲ့ကြပြီးပြည်အောင်စုရှင်နေတို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသဥစည်းအဖွဲ့ဥက္ကဋ္ဌတွေနဲ့တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့လို့သိရပါဗျ။